ကဲဒီတော်လန်ရေးကတော့နော်ငားနဲ့ဖာကောင်းကောင်းကိုရပါပြီအခုဆိုရင်အမှုပညာရှင်နေလို့တို့တို့ပြောတဲ့ဟာတွေတသက်လုံးပြည်သူရှင်းရရင်တော့ချိုးသလိုပုံစံမျိုးနဲ့နော်လုတ်ခဲ့တာအခုမင်းအောင်လှန်ရဲ့အတူရောင်ရွေးကောက်ပွဲမှာပါထွက်ပြီးတော့မဲဆွယ်ရဲတဲ့အဆင့်ထိဖြစ်လာပြီအဲ့ဒါတွေကကျွန်တော်တို့ဘက်ကရန်ငါမပြတ်တာအများကြီးရှိတယ်နော်အခုဒီပွဲမှာ academy နေတော့ academy မြင့်မြတ် academy နေဝင်း academy အေးချမ်းမောင် academy ချူးလေး အကယ်ဒမီမေမြင့်မှုအကယ်ဒမီအောင်ခိုင်ငှပြောကြအောင်တို့နိုင်ဝင်းတွက်လက်စူပါလင်းမင်းညိုအောက်ကပြန်ချီရဲရင်ရောပြော့အောင်စင်ဖြိုးကဲဒီစရင်လေးတွေကိုမှတ်ထားလို့ရပါတယ်။နော်ဒီထဲမှာအစိုးဆုံးကတော့အောင်ခိုင်ပေါ့နော်အောင်ခိုင်ပြောတဲ့စကားနားထောင်ကြည့်ပါဦးမှာကျုံတော့တခါတည်းတတိပေးထားမှာနော်ဒါမဲ့ဒီစီမှာမှာရွေးကောက်ပွဲရှိတယ်အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ တင်လာတဲ့ပုံစံကိုမင်းတို့ပုတ်ခဲ့ရတယ်ရှက်မရေးနဲ့တော့ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်ဟာတိတ်တော့ဟာဥဒေတော့တိတ်တော့ကြီးပဲကြားရနော်အောင်ခိုင်ချင်းချောက်တာနော်တွေ့တယ်နော်ဘာဥပဒေလဲဟမ်အာနာယူနပြီးတော့တတိုင်းပြည်လုံးတက်နေတဲ့လူတက်တမားကထုတ်တဲ့ဥပဒေကိုမင်းတို့ဖက်ခွက်စားတွေလိုက်နိုင်လိုက်နိုင် ပြည်သူကတော့ရအောင်တွန်းလှန်မဲ့ပွဲအဲတကူရှိတယ်နော်မင်းတို့နိုင်မယ်ဆိုရင်တော့တိုက်ကြလို့လုပ်ပေါ့ချင်းချင်းလေးပဲအဲဒါမဲ့ဒီတော်လှန်ရေးမှအခုဆိုရင်ကျွန်တော်တို့တခါတည်းရန်ငါပြတ်သွားပါနော်ကောင်းပါတမျိုးကောင်းတယ်ဆိုတော့ရန်ငါပြတ်သွားနှုတ်မဆိုရင်ဟိုညာနေအောင်မယ်အာဘာပြည်သူဆိုတဲ့ဟာမျိုးအော်နေအောင်မယ်ဘာလို့ဆိုဇော်မင်းလုံးကလည်းတခါတည်းပြောထားတယ်လေဇော်မလုံးကိုလည်းပြောထားတဲ့စကားရှိတယ်ဒီစကားကိုလည်းကျွန်တော်တို့ကလေးစားဖို့လိုတယ်အဲ့ဒါဘာပြောတာလဲဆိုတော့အချမ်းမှတ်သမားတွေနဲ့အတူတူ ရှင်တွဲနေထိုင်တဲ့ပတ်သက်နေတဲ့ဒူဒီအားလုံးကိုတဲ့တုတ်တင်ရှင်းလင်းရတယ်ပေါ့ဒါအကြံဖက်ဥတွေအရတဲ့တုတ်တင်ရှင်းလင်းခွင့်ရှိတယ်ဆိုပြီးတော့တက်မတော်တည်င်းလိမ်ပြန်ကြားရေးဆိုတဲ့ဇော်မဲလုံးကိုတိုင်ပြောထားတာရှိတယ်အဲ့တော့ကျွန်တော်တို့ဒီစကားတွေကိုအဲ UG ဖွဲ့တွေပြီးလို့ရှိရင်တိုင်းတက်ဖွဲ့တွေအနေနဲ့တွန်လိုင်းတိုင်းတက်ဖွဲ့တွေအနေနဲ့ကောင်းကောင်းထိမ့်သိမ်းနိုင်ဖို့လိုအပ်ပြီဘာဖြစ်လို့ဆိုတော့လက်ရှိ CRPH ဆိုတာ 2020ရွေးကောက်ပွဲမှာပြည်သူတွေရွေးချယ်လိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့မြန်မာပြည်ရဲ့တရားဝင်လွှတ်တော်။ဘာဖြစ်လို့တရားဝင်လဲအခုပဲထပ်ပြီးတော့နိုင်ငံတကာပါလီမန်ကထပ်ရွေးလိုက်တယ်။နော်လွှတ်တော်တွေနိုင်ငံတိုင်းရဲ့လွှတ်တော်တွေအားလုံးဖွဲ့စည်းထားတဲ့နိုင်ငံတကာပါလီမန်က CRPHD မြန်မာနိုင်ငံရဲ့ပြည်သူကိုယ်စားလှယ်တရားဝင်အဖြစ်ထပ်ပြီးတော့အခွင့်အာဏာအနှင်းထားတာဖြစ်တဲ့အတွက် CRPH က လက်ရှိအာနာတိန်မင်းအောင်နိုင်ခေါင်းဆောင်တဲ့အဖွဲ့ကိုအကျန်းဖက်အဖြစ်ကြီးညာထားပါတယ်အဲ့တော့အရှင်မဇော်မဲလုံးပြောတဲ့ဇကားနဲ့နှိုင်းရှင်လိုက်မယ်ဆိုရင်ဘာဖြစ်လဲအကျန်းဖက်ဓမ္မတွေနဲ့အတူရှင်တွဲနေထိုင်တဲ့တူတွေအားလုံးကိုတုတ်တင်ရှင်းလင်းခွင့်ရှိပါပြီနော်အဲ့တော့ဒီလက်ရှိမင်းအောင်နိုင်တို့ရဲ့ဒီဝါဒဖြန့်လိင်ညာရုပ်ရှင်ကားမှာပါတဲ့တူအားလုံးဒီနံပါတ်1အကျန်းဖက်ဓမ္မနိုင်ငံတော် ပုံကန်ထားတဲ့မင်းအောင်လှိုင်ဒီအကြမ်းဖက်သမားနဲ့ပါဝင်ပတ်သက်နေတဲ့ဒုတိဖြစ်တဲ့အတွက်စီရင်ပြစ်မှတ်ရကောင်းကောင်းအရေးယူရရပါမယ်။နော်ဒါအပြည့်သူမဟုတ်တော့ပါဘူး။သိကြပါလား။နော်အခုအဲ့ဒီကားထဲမှာပါတဲ့လူအလုံးဟာတော်လန်ရင်အင်အားစုတွေအနေနဲ့စစ်ရေးပြစ်မှတ်အဖြစ်အရေးယူခွင့်ရှိပါဘူး။နော်ဒါဟာပြည်သူအများစုရဲ့စံနှုန်းနဲ့လည်းကိုက်ကြည့်လိုက်မယ်။ဘာဖြစ်လို့လဲကျွန်တော်ဘယ်ပါတီမှဝင်နေတာကိုပြည်သူအစ်စ် နော်ဘယ်ပါတီကို NLD နဲ့ဝင်ထားဘူးဘယ်မှဝင်ထားဘူးပြည်သူအစ်စ်ကျွန်တော်တို့ပြည်သူအစ်စ်တွေအများကြီးရှိပါတယ်နော်အဲ့တော့ကျွန်တော်တို့ကဘယ်ဖက်သွားမလဲအခုကျွန်တော်ပြည်သူအစ်စ်နော်ဒါပေမဲ့ကျွန်တော်တို့လူမျိုးကိုစစ်ကောင်စီကမိကြည့်ပြည်သူဆိုပြီးတက်ညာပေးမလားဘယ်လိုလုပ်မှာလဲအဲ့ဒါအဖြေပဲဟုတ်တယ်နော်ကျွန်တော်တို့ပြည်သူအစ်စ် NLD ပါတီဝင်နေမဟုတ်ဘူးဒါပေမဲ့လို့လက်ရှိအာဏာတိုင်းတာကိုကျွန်တော်တို့လက်မခံဘူးအဲ့ဒီအတွက်ကျွန်တော်တို့လက်မခံတဲ့အရာကိုလက်မခံတဲ့အတိုင်းဖြစ်ဖို့အတွက်ကျွန်တော်စူးစမ်းတယ် ဒါပဲဒါပေမဲ့ပြည်သူဒီလိုလူမျိုးပြည်သူအစ်စ်ပါလို့စစ်ကောင်စီကမိကြည့်ဘာလုပ်မှာလဲရှင်းနေတယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဘက်ကတော်လိုင်းတိုင်းတပ်ဖွဲ့တွေအနေနဲ့ကလည်းလက်ရှိဒီစစ်ကောင်စီကမတရားပြုလုပ်မဲ့ရွေးကောက်ပွဲမှာမတရားအာဏာသိမ်းတဲ့ဥပဒေကြောင်းအရကြည့်မယ်ဆိုရင်လည်းမင်းအောင်လိုက်အာဏာသိမ်းတာတရားမဝင်ပါဘူးမနေ့9နာရီမှာတမနာတရားဝင်တာဝန်ထမ်းဆောင်နေတဲ့တမနာအပါဝင်အစိုးရဖွဲ့ကိုလိုက်ထမ်းတာပါ မနက်9နာရီမှကာလုံခေါ်တာဖြစ်တဲ့အတွက်လုံးဝဥပဒေဘောင်မဝင်ပါဘူးအဲ့တော့မင်းအောင်နိုင်ကနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့ရာဇဝတ်ကောင်ပါအဲ့ဒီရာဇဝတ်ကောင်ကပြုလုပ်တဲ့အခုအတူရောင်ရွေးကောက်ပွဲကိုဒါဒီရွေးကောက်ပွဲဟာနော်အမှမဲဆွဲနေတာရှိတယ်နော်မဲဆွဲတာရှိတယ်မင်းတို့ကစစ်တပ်အုပ်ချုပ်တာတည်းလက်မခံဘူးတဲ့ရွေးကောက်ပွဲဆိုတော့မင်းတို့ပြည်သူ့ရဲ့ရွေးကောက်ပွဲ2020မှာပြီးခဲ့တယ်အခုလာမယ့်ရွေးကောက်ပွဲဟာဒါရွေးကောက်ပွဲမဟုတ်ဘူး ။ဘာဖြစ်လို့လဲ။နောက်ဆုံးစစ်တပ်ကိုကိုစားပြုပါတယ်ဆိုတော့ကျန်းဖို့ပါတီဝင်တွေတောင်မှပါဝင်ရှင်ပြိုင်ခွင့်ရတာမဟုတ်ဘူး။စစ်တပ်ကနေစစ်ဘိုလ်ချုပ်တွေအကောင်လုံးဘောင်းမိချုပ်ပြီးတော့အဲပါတီတွေဝင်ပြီးလာပြိုင်တာလေ။ဒါဟာရွေးကောက်ပွဲမဟုတ်တာကြီးကိုဟမ်ဘောင်းမိစစ်ဘောင်းမိဝင်ထားတဲ့ကောင်တွေကသူတို့အာဏာကိုလွတ်ပါမယ်။ကိုနေရာမှာလွတ်ချလိုက်ပြီးတော့ဒီအရင်လာထိုင်ဆောက်တယ်ဘောင်းမိပစိုးဝင်ပြီးတော့အဲသူတို့ပဲအဲ့အာဏာပြန်ယူတာ။ဒါဟာရွေးကောက်ပွဲမဟုတ်ဘူး။ရှင်းရှင်းလေးနော်အာနာကိုတစ်ဖက်လက်နဲ့လူယူတာပဲ အာနာသိန်းနဲ့အာနာသိန်းတော့တရားခံဖြစ်သွားတယ်ရဇွေးကောင်ဖြစ်သွားတယ်အဲ့တော့အဲ့ဒီရဇွေးကောင်ဘုရားနေလွတ်ဖို့အတွက်မလုပ်လေအာနာသိန်းနဲ့ဘောင်းကြီးကိုချွတ်လိုက်တယ်ဟမ်ယူနီဘောင်းကို ချွတ်လိုက်တယ်တိုက်ပုံနဲ့ပစိုးဝစ်ပြီးတော့ဒီဟာပဲဒီကောင်ကြီးကလာပြန်ဆောက်လာရှင်းချင်းလေးဒါဟာဥပဒေကိုအလွဲတုံးစားလုပ်ပြီးတော့နိုင်ငံအာဏာကိုမတရားနှိမ့်လန့်နဲ့ရိုက်ဖို့ကြိုးစားတဲ့နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတာပါ။เนาะအဲ့တော့ဒီအဖွဲ့ကိုနိုင်ငံတကာပါလီမန်ကတရားဝင်အတိမတ်ပြုထားတဲ့ပါလီမန်ကဘာဖြစ်လဲ။ အကြမ်းဖက်ပြင်ညာထားတဲ့ CRPHD တရားဝင်ဖွဲ့စည်းတော့တရားဝင် CRPHD အကြမ်းဖက်အဖြစ်မင်းအောင်နိုင်လို့အဖွဲ့ကိုညင်ညာထားတာဖြစ်တဲ့အတွက်အခုမင်းအောင်နိုင်ရဲ့အတူရောင်ရွေးကောက်ပွဲမှာပါဝင်လှုပ်ဆောင်တဲ့သူတွေအားလုံးဒီပြည်သူကိုဒါတိုက်ရိုက်ပုံကန်စော်ကားတာပဲရှင်းရှင်းလေးပဲအဲ့ဒီသူတွေအားလုံးကိုဘယ်နေရာမှာတွေ့တွေ့စီရင်ပြစ်မှတ်ဖြစ်အရေးယူဝင်ရှိပြီဒါတို့တို့ပြည်သူမဟုတ်တော့ပြည်သူမဟုတ်တော့ဘူးနိုင်ငံတော်တစ္ဆာပေါက်ဖြစ်ပုံကန်ထားတဲ့ရန်စွဲကောင်နဲ့ပူးပေါင်းတော်တဲ့ အကျံဖက်အားပေးတွေပဲဖြစ်တယ်။ဒါကြောင့်မလို့အကျံဖက်အားပေးတွေဖြစ်တဲ့အတွက်ဒီနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအလို့ကဒီလိုအကျံဖက်ဓမ္မတွေကိုလုံးဝလက်ခံခွင့်မရှိဘူး။ဒါပြည့်ပြည့်တသားပဲ။ဒါကြောင့်မလို့လက်နက်ကင်ထားထားတဲ့ UG တွေတော်လိုင်းအင်အားစုတွေအနေနဲ့လက်ရှိနော်ဒီမှာပါတဲ့ကောင်တွေပေါ့ ရာဆိုတာတကယ်ပြောရင်တကယ်လုပ်တယ်နော်အေးအောင်ခံချင်းချောင်းတော့တွေ့ရနော်ဟာမင်းတို့ထောင်ထဲမှာထွက်ရပဲနေလေဟမ်ညီမအောင်ခံအောင်ခံပြောတာပို့လာကြတဘုံကြီးပဲကျွန်တော်ဒေါ်လာကြီးထွက်ကြလို့နော်ရေးပါရေးပါမင်းတို့တမိုင်းရေးပါတော့ဒါတမိုင်းပဲလက်ရှိဒါတမိုင်းပဲကောင်းတယ်ကျွန်တော်တော့ကြိုက်တယ် သူတို့အဲ့လိုဖြစ်သွားတာကိုကျွန်တော်ဝမ်းသာဘာဖြစ်လို့နှုတ်မဆိုရင်ကျွန်တော်ဒီလိုပေါ့အာနာမတိန်ပြဲမယ်ဆိုရင်လက်ရှိလွတ်တော်ထဲမှာ25ရာဂိုင်းလုံးဝကန့်လန့်ပါနေမယ်ကြံ့ဖို့ပါတီကလည်းကန့်လန့်ပါနေမယ်အဲ့ဒီသူတို့နှစ်ယောက်ပေါင်းပြီးတော့လက်ရှိပြည်သူကိုဒုက္ခပေးနေတဲ့ပြည်သူအတွက်ဘာမှအကာအကွယ်မရတဲ့ဥပဒေတွေကိုဘာမှပြင်ဆင်ခွင့်ရှိမှာမဟုတ်ဘူးအဲ့တော့ရှင်းချင်းပြောရင်ဒီမိုကရေစီအယောင်ပြပြီးတော့စစ်တပ်ကရှင်းနေမှာအုပ်ချုပ်ရေးထဲမှာစစ်တပ်သားလေးအဓိကဖြစ်နေတယ် ဟုတ်တယ်လေကိုဝါးတဲ့ငန်းတစ်ကအဲ့ဒါဒီအုပ်ချုပ်တာမဟုတ်ဘူးကာကွယ်ဦးစီးအုပ်ချုပ်တာ sorry တော့အဲ့ဒီအတွက်အာနာတိုင်းလိုက်တဲ့အတွက်ဘာဖြစ်သွားလဲဆိုတော့ရန်ကန်ပြတ်သွားတယ်ဒီဟာတွေနဲ့အကုန်လုံးရှင်းချင်းလေးပဲအခုတခါထပ်ပြီးတော့အဒိုးအေးဒိုးအေးလောက်ကြတယ်အဖမ်းနဲ့ပြစ်တယ်ခတ်တယ်ကြတော့အော်အဲ့ပြည်သူမှနေတဲ့လူတွေကြတော့ရှောင်းလွှဲလို့မရကြဘူးခဲ့သူတို့တွေငြိမ်ဝါးရတယ်အမှုပညာတွေဆိုတော့ငြိမ်ဝါးရတယ်နော်အဲ့အဲ့လိုနားလည်မှုတွေပေးထားကြတယ် ။ဘ누구ကတကယ်အစ်စ်မှန်လဲဘ누구ကတော့တစ္ဆာဖောက်တယ်လဲဆိုတာကိုရှင်းလင်းလင်းပြောတော့ပြောလို့မရဘူး။ဒါပေမဲ့အခုလိုဟာမျိုးထွက်ပေါ်လာတဲ့အတွက်ဘာဖြစ်သွားဆိုရှင်းသွားတယ်။တိမတ်ကိုရှင်းရှင်းလင်းလင်းပြီးကျွန်တော်တို့ကပေါ်နေမဲ့စော်ပလိုက်လို့ရတယ်။ရှင်းရှင်းလင်းလင်းပြောလိုက်ဒါအကျမ်းဖတ်အားပေးတယ်။ဟုတ်တယ်နော်။ပြည်သူကိုအကျမ်းဖတ်နေတဲ့စစ်တပ်ပြည်သူကိုဘုံကျဲနေတာပြည်သူကိုမီးရှို့နေတာပြည်သူကိုစစ်တောင်းထိုးနေတာနေ့စဉ်ရက်ဆက်ပြည်သူကိုတတ်ဖြတ်နေတဲ့အကျမ်းဖက်လက်နက်ကင်စစ်တပ်နဲ့ ပါဝင်ပူးပေါင်းပြီးတော့ပြည်သူအာဏာကိုမတော်လောဘနဲ့ရယူဖို့လှုပ်တာဒီအကြမ်းဖက်အားပေးတယ်ပဲပိုကောင်းတယ်နော်ဒါကြောင့်မလို့ဒီရုပ်ရှင်ကရိုက်တဲ့အကောင်တွေကိုလေကျေးဇူးတင်လိုက်ခင်ဗျားတို့ကျွန်တော်တို့ပြည်သူတွေအနေနဲ့အကောင်ပြောတာဘာဖြစ်လို့လဲသူတို့ကတက်တက်တိရှိရှိသူတို့ထသူတို့သူတို့ဘာဆိုတော့ဖြတ်ပြရဲတာနော်အဲ့ဒီအတွက်ကိုဘက်ကလှုပ်တဲ့နေရာမှာပြတ်သားဖို့ပဲလိုတယ်နော်အဲ့တော့ကိုဘက်ကလှုပ်တဲ့အတူတူပဲပြတ်ပြတ်သားသားရှိဖို့လိုတယ်ဥပဒေဥပဒေချောင်းတိုင်းပဲ ဟုတ်တယ်နော်တိုင်းပြည်ကိုအကျန်းဖက်ပုံကန်းနေတဲ့လက်နက်ကင်နေတဲ့ပူပေါင်းွားတဲ့အကျန်းဖက်အားပေးတွေကိုအကျန်းဖက်တိုက်ဖြတ်ရေးဥပဒေဆိုတာရှိပါတယ်အကျန်းဖက်တိုက်ဖြတ်ရေးဥပဒေအတိုင်းဥပဒေကိုဥပဒေအတိုင်းတိတိကျကျကိုယ့်ဘက်ကလူတွေလှုပ်ဖို့အချိန်တန်ပါပြီဒါပါပဲနော်